ကောင်းတယ်တခွက်ကောင်းဆိုရင်6 9 5ဆိုတဲ့ကဏ္ဍတခွက်ကောင်းဆိုရင်အဲ့ဒီကဏ္ဍဒီဘွယ်နည်းနည်းစိတ်ဝင်စားတယ်နော်ပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ပြိုပြောပါတယ်6 6 9ဒီဘွယ်ဖမ်းတာလို့နော်ပြီးခဲ့တဲ့ဘွယ်လည်းကြိုပြရတာတယ်အဲ့တော့ဒီဘွယ်မှာဘူပရိတ်နည်းနည်းကြိုက်လို့အစမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ပြခဲ့တဲ့ဒီထိတ်တူထိတ်နော်ထိတ်တူထိတ်3000ထောင်တယ် ဒီဘက်မှာသူက938ခွာနော်938ဆိုတာရှိတယ်သူ့ရဲ့အောက်ဆောင်မှာထိတ်တူထိတ်တူခွာတယ်သူ့ရဲ့ဘေးမှာ43နောက်တွဲ300ထောက်ကိုခါအမီးပြတ်လာတယ်อืมအဲ695ဆိုတဲ့ခဏအဲ့ကောင်မစိုးဘူးဒါဆိုရင်ဒုတိယကကျွန်တော်တို့ဒီမှာ938ဖြစ်ပြီပေါ့ နော်သူက938ဖြစ်ထားတာအဲ့ဒါလေးကြီးရှိတယ်သူ့ရဲ့အောက်ဆောင်တနေ့ကျော်မှထိတ်တူ ထိတ်လို့ကြားတယ်သူ့ဘေးမှာ53နောက်တွဲ3000ထောင်အင်းနော်ပြီးခဲ့တဲ့ပွဲရှစ်ခါလေးဒီရတော့ထောက်လိုက်တာပဲအခုကျွန်တော်တို့ဒီမှာ938သူ့ရဲ့ဆောင်မှာ ထိတ်တူထိတ်ဘေးမှာ36နောက်တွဲ3000ထောင်ထည့်သွားပြီအကုန်လုံးအတူအောက်မှာ ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောခဲ့တယ်သုံးခွန်ဝန်ထောင်းနေဒီသုံးနောက်ပိတ်ကခါးဝင်တယ်နော်တခါဒီမှာသုံးခွန်ဝန်ထောင်းနေဒီသုံးနောက်ပိတ်ကခါးဝင်တယ်နော်အဲ့ဒါပြီးခဲ့တဲ့ဘွဲကသုံးခွန်ခွန်ထောင်းပြီးတော့ဒီရှစ်ကဒီဘွဲကိုခါးဝင်မှာလို့ဆိုကျွန်တော်က6ရှစ်ခွန်းဆိုပြီးကျွန်တော်ကအရာထုတ်တာဟုတ်နော်6ရှစ်ခွန်းတို့9ရှစ်4တို့ပြန်ညတွေထုတ်တာ အဲ့ဒီမှာကျွန်တော်မွေးကနန်းပေးခဲ့မယ်နော်ကျွန်တော်မွေးကနန်းပေးခဲ့မယ်ဆိုတော့နံပါတ်1တစ်ချက်ကအဲ့ဒီ300ခွန်လို့ထောင်တဲ့နှစ်ထဲမှာ300ခွန်လို့ထောင်တဲ့နှစ်ထဲမှာတဲ့345ဆိုတဲ့ကနန်းတစ်ခွက်ကနော်အဲ့ဒီ5လေးလေးဆိုတဲ့ကနန်းရဲ့အောက်မှာထွက်တယ်သူက3ပြိတ်အောက်ထွက်တာလားဒါမှမဟုတ်ဘူးဆိုရင်အဲ့ဒီကနန်းဒီ အရှိ3နှစ်ကျော်ကလာပေါက်တဲ့ခါမှာငါးလေးလေးနော်ငါးလေးလေး3နှစ်ကျော်ကနေလာပေါက်တယ်သူ့ရဲ့အောက်မှာငါးလေး3ဆိုတဲ့စီနီယာကနေအော်တိုလိုက်ထွက်တယ်ဒါတော့ဒီမှာ3ခုခွန်ထောင်းပြီအဲ့ဒီနေ့ထဲမှာငါးလေး3ဆိုတဲ့ကနေကအော်တိုလိုက်ထွက်ပြီမထွက်ခင်သူ့အပေါ်မှာထွက်တဲ့ကနေဒီအရှိ3နှစ်ကျော်ကနော်ငါးတစ်ခွန်ဆိုတဲ့ကနေအရင်ထွက်တယ်ထွက်ပြီးမှသူ့ရဲ့အောက်မှာအဲ့ဒီကနေလိုက် အဲ့တော့၄ခါခန်းနဲ့၅ခါခန်းနဲ့ပေါ့ဗျာနော်သူထွက်တယ်ဟုတ်ပါအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့6ခါခန်းနဲ့အဲ့ဒီ6နှစ်တည်းဆိုတဲ့ခန်းကြီးမြန်3နှစ်ကျော်ပေါက်ခဲ့ရင်သူ့ရဲ့အောက်မှာနော်6နှစ်တည်းပေါက်ခဲ့ရင်6ခါနဲ့ပေါက်ခဲ့ရင်သူ့ရဲ့အောက်မှာ3 4 5နော်ဩော်နော်3 4 5ဩမှတ်ထားနော် အဲ့တော့ကျွန်တော်တို့ဒီနေရာမှာသူကတုံညပရိတ်၃ထိပ်နော်တုံညပရိတ်၃ထိပ်၃ထိပ်ရဲ့ဆောင်မှာ၄ပရိတ်လို့ရိုက်ပြီးမှသူ့အောက်ကခံတယ်၃နှစ်ကျော်ပေါ့တုံညပရိတ်ပြီးတော့ဒီမှာ၉ပရိတ်၃ထိပ်လို့ရိုက်တယ်ဒီမှာ၄ပရိတ်ပုံတွေရိုက်တယ်အဲ့ဒီ၄ပရိတ်အောက်ကခံတယ်၃နှစ်ကျော်ပေါ့ သူ့အောက်မှာ3 4 5ပေါက်နော်အဲအခုဒီမှာရှစ်ပရိတ်3ထိတ်လို့ရိုက်တယ်သူ့ဆောင်မှာပရိတ်4လို့တဲ့အဲ့ဒီပရိတ်4ရဲ့အောက်ကကနေ1 1 6ဒီနှစ်ထဲမှာဒီနှစ်ထဲမှာ1 1 6ဆိုတဲ့ကနေ6ခါနဲ့ထွက်ခဲ့ရင်သူ့အောက်မှာ3 4 5ဩနော်ဩဒါနောက်တစ်ချက်ကကျွန်တော်ပြောခဲ့တယ်ဒီ9 3 8ခွေတယ် သုံးသုံးခွန်ထောင်တယ်သုံးသုံးခွန်ထောင်လာတဲ့ဘေးမှာထဲတူထဲတူရိုက်တယ်အဲ့ဒီရိုက်တဲ့998ဆိုတဲ့ကဏ္ဍသုံးလုံးပေါင်း6အဲ့ဒီ998ကအဲ့ဒီနေ့ထဲမှာလိုက်ထွက်တယ်နော်998ဒါဆိုရင်ဒီမှာ938ခွေတယ်ထဲဒီနှလုံးတူတယ်သုံးခွန်ခွန်လို့ထောင်တယ်သူ့ဘေးကဏ္ဍအဲ့ထဲဒီနှလုံးထောင်ထားတဲ့ 339သုံးလုံးပေါင်းရင်9လို့ဖြစ်တယ်ခဏ339အဲ့ဒီနှစ်ထဲမှာ933လို့လိုက်ထွက်တယ်နော်အခုကျွန်တော်တို့ဒီမှာ938လို့ခွေတယ်ထဲတူထဲလို့ရိုက်တယ်ခွန်33လို့ထောင်းတယ်အဲ့တော့သူ့ရဲ့ဘေးမှာရှိတဲ့ခဏ662နှစ်ဆိုတဲ့ခဏဒီနှစ်ထဲမှာငွေရမယ်နော်အဲတိုက်ကောင်းကားမွေးဆိုင်နော် 6နှစ်တည်းကမွေးဆိုင်6နှစ်တည်းထွက်ရင်သူအောက်မှာ435ထိုးဒီပွဲမှာလည်းထိုးရတယ်435เนาะဒီပွဲမှာလည်းမူ435ထွက်ဆိုင်တွေရှိတယ်အဲ့တော့6နှစ်တည်း345 66နှစ်မွေးเนาะဟုတ်ပြီအဲ့ဒါလေးလာပြောတာအဲ့ဒီ site ကိုတည်တည်ချာချာပြန်ကြည့်ပြန်စစ်အချိန်ရေဝယ်ကိုဖမ်းကြည့်လို့ရရင်ဖမ်းเนาะဟုတ်ပြီနော်ဖမ်းမရရင်တော့မွေးပေါ့ဒါပဲရှိတယ်